မြင်းနေရမလို့ပဲပဲတိစားမကုတ်အောင်စိုက်ပျိုးနိုင်ဖို့အတွက်ပုံကွန်တွေကိုအသွုံးပြုပြီးစိုက်ပျိုးလို့ရပါတယ်။ပထမဆုံးစိုက်ပျိုးမဲ့ပုံကွန်တွေကိုယူပြီးရေစိမ့်ဝင်ထွက်နိုင်စေဖို့အတွက်အောက်ဖက်နဲ့ဘေးပစ်တွေမှာအပေါက်လေးတွေဖောက်ပေးရပါမယ်။ပြီးရင်တော့ရိုးရိုးမြေကြီးနဲ့တဘာဝမြေဆေးတွေကိုရောစပ်ပြီးပုံတွေထဲအပြည့်ထည့်ထားပေးလိုက်ပါ။စိုက်ပျိုးမဲ့ပဲမျိုးဆေးတွေကိုတဘုံကို9ဆေးစီကန်ထည့်စိုက်ပေးပြီးရေဆူရွှဲအောင်လောင်ပေးထားရပါမယ်။တပတ်လောက်ဆိုပုံကွန်တွေထဲမှာပဲပင်လေးတွေအစီအယီထွက်ပေါ်လွန်နေပါပြီ။ အစစ်ချရေပင်းနိုင်စေဖို့အတွက်ဘူးကွန်အောက်ခြေတွေမှာအပေါက်နှစ်ပေါက်စီဖောက်ပေးပြီးငကြက်တံလေးတွေကိုဆွထားပေးလိုက်ပါအပင်အာဟာရပြည့်ဝစေဖို့အတွက်ဗီတာမင် B1 နှပြားစီကန်းထည့်ပေးပြီးရေနဲ့ရောဆက်ပေးပါပြီးရင်တော့အပင်ရင်းတွေမှာထောင့်ပေးပြီးအစစ်ကြရေပေးထားလိုက်ပါရက်နှဲငယ်လောက်ဆိုပဲပင်လေးတွေကြီးနေပြီးနွယ်လေးတွေလည်းရေထွက်လာပါပြီဒါဆိုရင်တော့အပင်လေးတွေတွက်တက်ပြီးကြီးထွားနိုင်စေဖို့အတွက်စင်နှံတစ်ခုကိုလည်းပြုလုပ်ပေးထားရပါမယ် တလားကျော်လောက်ဆိုစင်တန်းပေါ်မှာပဲနယ်တွေတွေ့တက်နေပြီးကြီးထွားလို့နေပါပြီအပင်အားလားပြေဝစေဖို့အတွက်မြေဆွေးပုံမှန်ထည့်ထားပေးပြီးရေပုံမှန်ဖြည့်ထားပေးလိုက်ပါစိုက်ပျိုးပြီးနှစ်လကျော်ကြာတဲ့အခါမှာတော့စိုက်ပျိုးထားတဲ့ပဲပင်တွေမှာအသေးတွေများစွာတည်နေပြီးစားမကုန်နိုင်အောင်ဖြစ်နေပါပြီတဘာဝမြေဆွေးတွေကိုအသုံးပြုပြီးစိုက်ပျိုးထားတာမို့စိမ့်ဆုလက်ဆက်ပြီးစားချင်းဆက်ဖွဲဖြစ်နေပါပြီဒါဆိုရင်တော့ရင်းနဲ့အတီးတွေကိုရွေးချယ်ပြီးခုစုစားသုံးလို့ရပါပြီ။ မြေနေရမလို့ပဲပုံကွန်တွေကိုအသုံးပြုပြီးစိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါဦးနော်